နေထင်းသိမ်းနေအင်းကဘယ်သူဘလို့မလုံးနဲ့နော်ဘလို့မနေနဲ့နော် तू မသိပြဲနဲ့ဘယ်မှမသွားနဲ့နော်သူ့ကိုအတိပေးအဲ့လိုမျိုးလေးတွေရှိတယ်ကိုအင်းကအကုန်လုံးသူ့ရဲ့သူ့အဖွဲရလူတွေအကုန်လုံးယောက်ျားလေးတွေဆိုလဲ तू ထင်းနေမိန်းကလေးတွေဆိုလို့ရှင်နဲ့သမီးပြိုလေးတွေကိုသူ့လက်ထဲမှာထင်းသိမ်းရတာဆိုတော့ तू အားလုံးကိုထင်းသိမ်းနိုင်တာထင်းသိမ်းထားတာသားသမီးတွေလိုပဲ तू ထင်းသိမ်းထားတာအဲ့ဒီပုံမှာလဲအမားတို့ကဘလို့မှစိတ်မထားအောင်မိဘနဲ့သားသမီးလိုပဲသဘောထားလိုက်တယ်ပေါ့နော်ရှိတာပေါ့အင်းတိုင်းဆုံးနေဆိုတဲ့တရင်ကြားတွေကအမမလုံးဝ ခံစားချက်တစ်ခုဖြစ်သွားတာလေစိတ်မကောင်းကိုမိဘတယောက်ကိုဆုံးရှုံးရတယ်လို့ခံစားခဲ့ရတယ်ပေါ့နော်တကယ်လည်းခံစားခဲ့ရပါတယ်အဲဒါဟုတ်တယ်လေတတိယနေလို့မှာပဲထားအောင်လေသူတို့အမဒီလောကတွေကိုရောက်တာကတော့2000ဟို15လောက်2014 2013လောက်တော့2013လောက်ဖြစ်ပါများတယ်အဲ့လောက်ကရောက်ပြီဆိုတော့15နှစ်ကျော်လောက်တော့ရှိပေါ့နော် အဲ့ဒါဘာရနရောက်ခဲ့တာလဲဆိုတော့အမားတို့ကအနီထားအဖွဲ့ကနေပြီးတော့လာတာလေအင်္ဂါဖွဲ့ကနေပြီးတော့ပဲအင်္ဂါဖွဲ့မှာပဲစမယ်ဆိုလို့ရှိရင်အဲ့ဒီငလာဆောင်ပွဲထိုင်လေးတွေဟိုဘလို့နိုင်ရတဲ့မေးလေးတွေအဲ့လိုပေါ့နော်အဲ့လိုပွဲလေးတွေထိုင်တဲ့ပွဲထိုင်လေးတွေနဲ့စခဲ့ပြီးဖြတ်ချက်ကနေစလာခဲ့တာပဲအင်္ဂါရှိကနေစလာခဲ့တာပဲ အဲ့လိုမျိုးလဲဆွဲဖော်လောက်ရလဲဆိုတော့အနီတန်းကနေပြီးတော့ तू ကလဲဒါမြေတော်မြောက်ပြီးတဲ့သဘောလေးပါလာပေါ့နော်သူစိတ်ချရတဲ့လူဆိုလို့ရှင်လွတ်လွတ်ပေးတယ်မန်နေဂျာတွေကခေါ်နေလို့ရှင်တယောက်တည်းတယောက်တည်းဆိုလွတ်လွတ်ပေးတာမျိုးလေးတွေရှိတယ်ဘိုင်နေနဲ့ခေါ်တာတွေလည်းရှိတယ်အခါကျတော့သူတို့လွတ်ပေးတယ်လွတ်ပေးတဲ့ခါကျတော့အဲ့လိုနဲ့သွားရင်းသွားရိုက်ရင်းရိုက်ရင်းနဲ့အများသောအဖြစ်ကတော့ကိုဝိုင်းကိုဝိုင်းနဲ့ driver ကိုဝိုင်းနဲ့အများန်းရိုက်ဖြစ်ပါတယ်ကိုဝိုင်းကလည်းအများန်းသူစကားလေးမှာဆိုလို့ရှင်ပါဝင်တရုပ်ဆောင်ဝင်ရအောင်ခေါ်ပေးတဲ့အတွက်လေကိုဝိုင်းကိုကျေးဇူးတင်ပါတယ်ရှိလို့ရှိကြပါတယ် ရှိပေမဲ့လည်းဘလို့မှတော့သဘောမထားတော့ဘူး။အော်ကိုယ့်ထက်ဆီနီယာတွေပဲပေါ့နော်။ဆီနီယာတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့တဘာတွေကိုယ့်ရဲ့ထက်တော်တယ်တက်တက်သူတွေတဘာတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့ပဲသဘောထားလိုက်တော့တယ်။ဆိုတော့ဘာမှတော့တိတ်ပြဿနာတော့မရှိတော့ဘူးပေါ့လေ။ရှိတာပေါ့။ ရှိနေပေါ့ကိုလူလူချင်းချင်းနဲ့ပြန်တွေ့တဲ့အခါကျရင်အရင်သတိရတယ်ပျော်ပျော်ပွားပွားလေးနဲ့သွားကြရင်ဟိုလုံးကဆိုရင်မအားလို့ဆိုရင်ရှူတင်ကအထူးထူးစီးကြရတယ်လေစီးကြတဲ့အခါကျတော့အဲ့လိုသူသာပွင့်လို့ဇာချင်းလို့အကုန်လုံးပါကြရတယ်လေရှူတင်ကအထူးထူးစီးကြရဆိုတော့ကားပေါ်မှာနောက်ကျပြောင်းကြနေဆိုတော့သူတို့ကတော့ကိုရင်းထက်တော့ငယ်တယ်ငယ်ပေမဲ့ပျော်ပျော်ပွားပွားနဲ့ကလေးတွေနဲ့သွားတာပျော်တယ်သူတင်ကားစီးပြီးတော့သွားတာကိုပျော်ကြရတယ်အရင်ကတော့လေတိုက်တိုက်ဝုန်းဝုန်းရှိကြရတယ်ပေါ့နော်အဲ့လိုမျိုးတွေသွားပျော်ကြပါတယ် ရှိတာပေါ့အင်တိုင်းဆုံးလဲဆိုတဲ့သတင်းကြားတွေကအမမလုံးဝခံစားချက်တခုဖြစ်သွားတာလေစိတ်မကောင်းကိုမိဘတယောက်ကိုဆုံးရှုံးသွားတယ်လို့ခံစားခဲ့ရတယ်ပေါ့နော်တကယ်လဲခံစားခဲ့ရပါတယ်အဲဒါကြောင့်ဟုတ်တယ်ဒီလေသတင်းကနေလုံးမှာပဲအင်တိုင်းပေါ့ ထင်းသိမ်းနေအင်းကဘယ်သူဘလို့မလုံးနဲ့နော်ဘလို့မနေနဲ့နော်သူမသိပြဲနဲ့ဘယ်မှမသွားနဲ့နော်သူ့ကိုအတိပေးအဲ့လိုမျိုးလေးတွေရှိတယ်ကိုအင်းကအကုန်လုံးသူ့ရဲ့သူ့အဖွဲရလူတွေအကုန်လုံးယောက်ျားလေးတွေဆိုလည်းသူထင်းနေမိန်းကလေးတွေဆိုလို့ရှိရင်လည်းသမီးပြိုလေးတွေကိုသူ့လက်ထဲမှာထင်းသိမ်းရတာဆိုတော့သူအားလုံးကိုထင်းသိမ်းနိုင်တာထင်းသိမ်းထားတာသားသမီးတွေလိုပဲသူထင်းသိမ်းထားတာအဲ့ဒီပုံမှာလည်းအမတို့ကဘလို့မှစိတ်မထားအောင်မိဘနဲ့သားသမီးလိုပဲသဘောထားလိုက်တယ်ပေါ့နော် ကျေးဇူးတင်တာတော့အများကြီးကျေးဇူးတင်တာပေါ့။ဘာလို့ဆိုတော့ကျေးဇူးလည်းတင်ခဲ့တယ်။အနီထားကိုလည်းအများနဲ့လည်းတတိယနေတယ်။အမှတ်ရနေတယ်ပေါ့နော်။အနီထားနဲ့ဆိုလို့ရှိရင်အနီထားကအမားတို့ဟိုသွားတာလာတာအစနေတာအထိုင်အနေအထိုင်ရအစသွန်သင်တာတွေရှိတယ်။ဒီအမှုပညာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုပြောဘယ်လိုလုပ်ဘယ်သူနဲ့ကြာရင်ဘယ်လိုဆက်ဆံအဲ့လိုမျိုးလေးတွေပေါ့နော်။ဆက်ဆံဆိုတာက "तू ကရှင်းရနေလုတ်ပြသွားငါလုတ်ပြတာကိုကြည့်"ဆိုတော့ရှင်းရလုတ်ပြသွားတာတွေကိုကလိုက်ပြီးတော့ ကြည်ရတယ်ပေါ့နော်အကုန်လုံးနဲ့ဆက်ဆံရေးပိုင်းမှာရောဘာရောအကုန်လုံးမှာအဆင်ပြေအောင်လို့ဆက်ဆံခဲ့ရတာရှိခဲ့ပါတယ်။တီးခံခံတတ်တဲ့စိတ်လေးတွေလည်းထားတောင်းအန်ဂျာတင်ပေးခဲ့တယ်။ညာမရှိတော့နောက်ပိုင်းမှာကျတော့လေမန်နေဂျာတွေကလည်းအဆက်ဆက်ကလေးအန်ဂျာလုပ်ပေးခဲ့တဲ့အချိန်လေးတွေကရှိနေခဲ့တဲ့အခါကျတော့မန်နေဂျာတွေက ခေါ်ကြရတယ်လေဘိုင်နေနဲ့ခေါ်တဲ့အခါမျိုးကြတော့အဲ့လိုမျိုးလေးတွေပဲသွားပြီးတော့ရိုက်ကြရတယ်ပေါ့နော်ဇလန်းတွေလေးတွေရောမအကုန်လုံးပေါ့နော်အဲ့လိုမျိုးလေးရိုက်ခဲ့တာလေးရှိပါတယ်15မိနစ်တာလုံးမှာအခုအခုလုပ်ခဲ့တဲ့အမှုပညာဖက်လာခဲ့တဲ့တောက်လျှောက်မှာခေါ်ရိုက်ခဲ့တဲ့ဒရိုက်တာတွေရောမန်နေဂျာတွေရောနော်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်အခုလိုပါဝင်ခွင့်ရတာပေါ့နော်တို့ခေါ်ရိုက်တဲ့ဇာတ်ကားတွေတိုင်းမှာဟိုပါဝင်တရားဆောင်ဝင်ရတဲ့အတွက်ကိုအထူးပဲကျေးဇူးတင်ပါတယ်ပြည်သက်ကြီးကိုလည်းကျေးဇူးတင်ပါတယ်